ခုတစ်ခါမှာတော့မြန်မာအနုပညာလောက်ကနေဒီမှုကွေရက်တွေမှာလှုပ်ခတ်သွားစေတဲ့ဖြစ်စဉ်တစ်ခုနဲ့ပတ်သက်ပြီးစိတ်မကောင်းတဲ့အခြေအနေကိုတင်ဆက်ပေးချင်ပါတယ်။အဲ့ဒါကတော့2021စစ်တပ်အနာတဲမှုကိုစတင်ခဲ့သူများရှင်ညွန့်ချက်ကိုထားတယ်လို့ဆိုလို့ရတယ်။ခက်သမိုင်းကိုဒုံဆိုင်နေသူများအများကြီးဆက်လက်တော့တပုတ်မြောက်ရီရုပ်တန်းကနေထုံးနေပြသခဲ့တဲ့ကိစ္စရဖြစ်ပါတယ်။ဒီဇလန်တူကိုနောက်ရကျတဲ့နိုင်ငံကနေ2025ခုနှစ်အတိုဘာလ28ရက်နေ့မှာထုံးနှံပြသခဲ့တာဖြစ်ပြီး အဲ့ဒီချက်ကမှနမကြီးတုဆာမှာဖြစ်ကြတဲ့နေတုနေဝင်းမြင့်မြတ်အချက်မောင်မြင့်မြတ်မူနဲ့ကျွန်တော်တို့ချက်ရတဲ့ဇကာမင်းသမီးကြလေးထူးလေးတို့ပါဝင်တုဆာဖားကြတယ်လို့သိရပါတယ်ဒီဆက်လက်တို့ရဲ့အကြောင်းအရာကတော့တကယ်ကိုနုညက်တိမ်မွေးတဲ့ကိစ္စရပ်တစ်ခုဖြစ်ပြီးအချို့ပြည်သက်တွေရဲ့သုံးသက်ချက်ရဆိုရင်တော့စစ်အာဏာထိမှုကိုကာယအတည်ပြုတယ်ဆိုတဲ့သဘောရှိတယ်လို့အချိန်လုံးပြည်သူတွေရဲ့ဆန္ဒပြလှုပ်ရှားမှုကိုမမှန်ကန်ကြောင်းပြတ်တတ်နေတဲ့သဘောရှိတယ်လို့ယူဆကြပါတယ် ဒါကြောင့်မလို့ဒီဇက်လက်တို့ထုံးပြင်းပြသပေးတဲ့နောက်မှာမြန်မာလောကနဲ့လူမှုကွန်ရက်ဆက်မြန်လာတဲ့ပုံမှာအပြင်းထန်ဝေဖန်မှုတွေပြစ်တင်ရှောက်ရှားမှုတွေပေါပေါလာခဲ့တာကိုကျွန်တော်တို့အားလုံးမြင်တွေ့ခဲ့ကြရပါတယ်။အထူးသဖြင့်ဒီဇက်ကမှပါဝင်တဲ့အမှုပညာရှင်တွေပေါ့ဆိုရှယ်ပနစ်မန့်တွေလည်းများစွာပြုလုပ်ခံခဲ့ရတာဖြစ်ပါတယ်။ဒီလိုမျိုးပြင်းထန်တဲ့ဝေဖန်မှုလမ်းလုံးကြီးတွေထဲမှာဒီခါမင်းသမီးချောလေးချူလေးကတော့ဝေဖန်တဲ့တန်တွေကိုမခံစားနိုင်တော့ပဲအလုံးမင်း စိတ်ထိခိုက်မှုများနဲ့ရင်ဆိုင်ဖြစ်ရတယ်လို့သိရပါတယ်။စိတ်တရားဖြစ်စဉ်မှုတွေနဲ့ဝေဖန်မှုတွေရဲ့ဖြစ်အားကိုမခံနိုင်တဲ့အဆုံးမှာချူလေးဟာအဲ့ရတဲ့မှာဗမုံနဲ့ကြတာခဲ့ပြီးအရေးပေါ်စိတ်ုံတင်ရတဲ့အချိန်တွေဆိုရတာခဲ့ပါပြီ။ဒီတရင်ကတော့နော်တို့ချစ်တဲ့ပြင်သက်တွေအတွက်တကယ်ကိုစိတ်မကောင်းစရာတရင်ခုဖြစ်ပြီးချူလေးတို့နည်းချူရပါပြီလို့လည်းပြောရမှာဖြစ်နေပါပြီ။ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့အချိန်လေးမှန်ကိုအပြေဝမသိရှိရတဲ့ပေမဲ့ ဒီလိုမျိုးပြည်သက်တဲ့ဗုဒ္ဓမှုတန်ကိုပြင်းပြင်းထန်ထန်ခံစားလိုက်ရတဲ့အချိန်ပုံမှာတော့စိတ်မကောင်းမြတ်စွာဖြစ်မိပါတယ်။မြင့်ပညာရှင်တယောက်အနေနဲ့ကိုယုံကြည်ရာကိုရွေးချယ်ပြီးလှုပ်ဆောင်တဲ့ခံမှုမှာပြည်သက်ရဲ့အပေးမှုရောဝေဖန်မှုရောမျိုးစလုံးကိုရင်ဆိုင်ရတာတော့အမှန်ပါပဲ။ဒါပေမဲ့ဒီလိုမျိုးပြင်းထန်လို့နဲ့ဝေဖန်မှုတွေကြောင့်သူတယောက်ရဲ့ကျမရဲ့ကိုထိခတ်စေတဲ့အထိဖြစ်လာတာကိုတော့ကျွန်တော်တို့အားလုံးကမလိုလားကြပါဘူးဒီကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်ကဲဆိုရင်ကြားတဲ့သူတွေအနေနဲ့လည်းစေတနာမြတ်တာထားပြီးကိုရှင်းစာစိတ်လေးနဲ့ချင်းကဲဝေဖန်ကြဖို့တိုက်တွန်းချင်ပါတယ်။မြို့ပညာရှင်တိုင်းမှာတို့ရဲ့ကိုယ်ပိုင်ကြောင့်ရတယ်ဖိအားတွေရှိနေနိုင်တာမို့အားလုံးကတက်နိုင်သမျှတိကျနားလည်ပေးကြဖို့လည်းတောင်းဆိုချင်ပါတယ်။အထူးသဖြင့်ချူလေးတော့တော့ဒီချိန်ဟာစိတ်ပန်းဆိုင်ရရောချူပန်းဆိုင်ရပါအနားယူဖို့အလွန်ရည်ကြည်နေပါပဲ။ကျွန်တော်တို့ချစ်ပတ်သက်ကြီးအားလုံးအနေနဲ့လည်းရခိုင်မင်းသမီးချောလေးချူလေးတယောက်ငြိမ်းချမ်းသက်သာပြောင်းပြင်းပြီး ဆက်ရဖို့ပါကြမှာလားကမနေ့ကလောကထက်ကိုပြန်လည်ဝေရောက်လာနိုင်ဖို့အတွက်စွတ်တောင်းပေးလိုက်ကြပါဦးနော်ဒီလိုမျိုးဝေပန်မှုတွေကြောင့်စိတ်ထိတ်ကပ်ပြီးစိတ်ရောရရတဲ့ဖြစ်ရမျိုးနောက်ထပ်မဖြစ်ပါစေနဲ့လို့စွတ်တောင်းမရင်အစီအစဉ်လေးကိုဒီမှာပဲညီကုန်ချွတ်လိုက်ပါတော့မယ်ဆုံးဖြတ်နားဆင်ပေးကြတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်